င်းမင်္ဂလာပါရှင်။သမီးတို့ကတော့ TDF ဘက်တောင်ကူ District Federal School မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေပဲဖြစ်ပါတယ်ရှင်။သမီးတို့ဘွဲ့မှာပါဝင်သော အဖွဲ့ဝင်များမှာ TG7001021215161730 35တို့ပဲဖြစ်ပါတယ်။ သမီးတို့တင်ဆက်ပြသပြီးမယ့်အကြောင်းအရာလေးကတော့ပကြီဥပညံပဲဖြစ်ပါလိမ့်ရှင်။သမီးတို့ presentation လေးကိုဆုံးဒီကြည့်ရှုနားဆင်ပေးကြပါဦးရှင်။ပကြီဆရာဥပညံကို1959ခုနှစ်တရားဝတ္ထုရိုင်းဒေတာကြီးပန်းတော်မျိုးနယ်တွင်ဥပဟောတော်ကြီးကိုမှာဖွင့်ပါခဲ့ပြီးမောင်ပညံတွင်မွေးချင်းငယ်ရောက်ရှိသည့်မွေးချင်းနာမည်များမှာမောင်ပကြီးမောင်ပဟံမောင်ပဆန်းမမညာမောင်တပန်တို့ဖြစ်ပြီးမောင်ပညံသည်စတုထမြောက်သားဖြစ်သည်။ မောင်မညံသည်ငယ်စဉ်တည်းကပကြီးကိုအယံဝဒနာပါပြီးတော့ရေဆွဲလို့ရမည့်ရာများကိုမြင်နေမောင်မညံသည်ရေဆွဲခြင်းနေတတ်သည်ထို့ကြောင့် မောင်မညံသည်သူ့ဖခင်အမြဲဖက်လိရှိသောဇိနေတပကာဇနီကျန်းစာအုပ်တွင်ရုပ်ပုံများရေဆွဲကစားလိရှိသည်ထို့ကြောင့်မိဘများပါလေခဏခဏစုံအော်ဟစ်ခြင်းမောင်ရသည်ဝန်နှစ်သားအွေရောက်သောမောင်မညံဤမိဘများကမူလတန်းကြောင့်အနံပေးသည်မောင်မညံသည်ကြောင်းနေရသောကြောင့်အယံပြောပါသည် အဘေကျောင်းဆိုသောကြောက်တင်မုံနှင့်ကြောက်တံကိုအသုံးပြုပြီးရုပ်ပုံပကြီးများရေးဆွဲရခြင်းကြောင့်ဖြစ်သည်။မောင်မားညံသည့်ကျောင်းနှင်းဆောက်ကိုစိတ်ဝင်စားပဲကြောက်တင်မုံမော်ရင်အမည်ရုပ်ပုံများရေးဆွဲလိရှိသည်။မောင်မားညံသည့်ရုပ်ပုံများကိုပဲရည်ဆွေးနေခြင်းကြောင့်သူနဲ့အတူထိုင်နေသောအကြောင်းသူကြောင့်သားများပါလေ။ဆောက်ကိုစိတ်ဝင်စားတော့ပဲသူရည်ဆွေးနေသည့်ပကြီးများကိုသာအာရုံရောက်နေကြသည်။ထူကြောင်တန်းသားများအလုံးနှင့်မောင်မညံသည့်တခါတလေအဖြစ်ပေးခံရလိရှိသည်။ ကျောင်းမထွက်လေပန်းတော်မျိုးရှိဘဘူးနေဆက်စေရာဥပမောင်စီရင်မိမိဝတ္တနာနဲ့နေဆက်တဲ့အဖြစ်အလုတ်တင်းဝင်ရောက်လောက်ကင်ခဲ့တယ်။မောင်မညာကဥပမောင်စီမရှေးမြန်မှာပကြီရေးဆွဲနီတို့ကိုတင်ယူခဲ့တယ်။ပကြီပါရမီပါလာသူဖြစ်တဲ့ပြင်မောင်မညာရေးဆွဲတဲ့ပကြီကားများမှာမူလပုံမှန်တင်မြင်လက္ခဏာတို့ကိုချက်ချင်းပို့လို့စီတယ်။သာသူစင်ကဘုန်းတော်ကြီးများဤပုံတို့ကိုရေးဆွဲရရင်မောင်မောင်ရဲ့လက်ရာကိုအတူတူတန်ကြားခဲ့တယ် ရင်တို့ဥပမောင်စီတွင်လောက်ကင်နေရင်တနေ့တွင်မအူပင်မအင်္ဂလိပ်အရေးပိုင်းပြီးညလည်းလည်းလည်းရေးပန်းတော်တို့ရောက်လာခဲ့ပြီးအဲ့အရေးပိုင်းပြီးပတိပညာကိုဝဒနာပါ၍လေးလာလိုက်ရသူဖြစ်တဲ့ပတိကားများရောင်းသောဆိုင်တွင်မောင်မညာရဲ့လက်ရများကိုတွေ့တော့အခါလက်ဆွမ်းလက်ဆာကိုသဘောကျပြီးထွက်တွေ့ဆုံခဲ့တယ်။အရေးပိုင်းကမိမိရဲ့ညီမနရာရုပ်ကိုမောင်မညာကိုရေးဆဲခိုင်းရန်မောင်မညာကရှေးဦးမြမပတိဆန်းနှင့်အတားကျတဲ့နာရီဆဲရခဲ့တယ်။ ဲ့ဒီအခါအရေးပိုင်ပြီးအရန်သဘောကျသွားပြီးရှူရင်းကားများဆူချခဲ့ပြီးသူ့အရေးပိုင်ပြီးမောင်မညာအားရှူရင်းကားဆူချရုံနဲ့မကျင်းနဲ့နိုင်ပြီးလည်းဗကြီးအလားလာရှိတဲ့မြန်မာလူငယ်မောင်မညာကိုမြေတောင်မြောက်ပေးလိုခဲ့တဲ့ထို့ကြောင့်မောင်မညာအားအစိုးရအထောက်ပံ့နဲ့မော်လမြိုင်မြို့ပုံဆွဲဆရာဖြစ်တင်နန်းကျောင်းကိုတွားရောက်တင်ကြားရန်စီစဉ်ပေးလေသည်မောင်ပိုင်းရဲ့ဗောလမြိုင်တို့ရောက်လာတော့အခါစိန်မဲ့တယူကျောင်းမှာပကြီးပညာကိုဆက်လက်စီဖို့ခဲ့ပြီးထို့နောက်မောင်ပိုင်းရဲ့ ရစ်1918ခုနှစ်ခံတွင်ရန်ကုန်ကိုရောက်လာပြီးရန်ကုန်ဆိုးရအကြောင်းတွင်ပကြီးစရာဖြစ်လောက်ကန်ခဲ့သည်အင်္ဂလန်တွင်ဥစားနိုင်ရန်ရဲကောင်းလိုက် RF ပကြီးတော်ဝန်ချောင်းတော်ကြီးသည်အရှင်ကြည်ပြားပေါ်ပုံထွင်းခြင်းပြုလာကိုတစ်နှစ်နှင့်လျှောက်လာခံပင်ကြားဖြစ်သည်ရန်ရဲအရှာခေါ်ဘွမ်းလက်မရရှိခဲ့သည်ဒီတော့ဒုတိယအဆင့်အနောက်ပိုင်းပြည်ပြည်ပိုင်းရခုတူတူတွေဆွေးနွေးရ Italy, Spain, Chile, Holland, Belgium, Germany စသောအနောက်တိုင်းနိုင်ငံကြီးများသို့လှည့်လည်ပြီးအနောက်တိုင်းပကြီးစနစ်အမျိုးမျိုးကိုလေ့လာဆဲပူခဲ့သည်။ထိုနိုင်ငံများမိုင်းလှည့်လည်ဆဲပူပြီးမှလန်ဒန်သို့ရောက်လာခဲ့သည်။လန်ဒန်သို့ရောက်ပြီးအချိန်တွင်တစ်နှစ်နေ၅လများပါရှိခဲ့ပြီဖြစ်ပြီး ုနောက်ဥပညာသည်အင်္ဂလန်မှမြန်မာပြည်သို့1930ပြည့်နှစ်ဇွန်လတွင်ပြန်လည်ရောက်ရှိလာခဲ့သည်။ဥပညာသည်1945ခုနှစ်အောက်တိုဘာလ12ရက်နေ့တွင်အသက်48နှစ်အရွယ်မော်လမြိုင်ရှိကဒူးရရင်ပြားနာရွေးကွယ်လွန်သွားခဲ့သည်။ထိုအချိန်မှာမြန်မာသားကောင်းတို့ကိုဆုံးရှုံးခဲ့ရသောကြောင့်လူသာဝန်နေမိပါသည်။ဘာ စံဒီရှင်လေးကိုစောင်းနေကြည့်ရှုနိုင်စင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်။အမားတစုံတရားပိုင်းချိခဲ့ရင်လည်းခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ် presentation ပြီးမှထပ်ဆောင်ကြပါမယ်ရှင်။